်ညီမလေးမေးခွန်းအမဖြေမယ်နော်တီတင်းရေတမိတမိမေးခွန်းကိုတီတင်းဆိုတော့တမိပေါ့နော်တမိမေးခွန်းကိုဖြေမယ်ဒုံရွှေကအာလို့ပြောတယ်ခုနစိန်ရောက်နေဘိန်းနောက်မှာဒုံလို့ရေးထားတယ်အဲ့ဒါလေးကိုဖြေပြီးပါဆိုတော့ခုနပြောသလိုပေါ့ don't meaning i don't know မသိဘူးเนาะ don't meaning อ่ะဘာလဲလို့မသိဘူးဘယ်ကနေစဉ်းသက်လာတဲ့စကားလုံးလဲလို့တော့မသိဘူးဒါပေမဲ့ do နားလေတဲ့ don't ဆိုတဲ့အကြောင်းကိုရှင်းပြမယ်ပေါ့เนาะ do တွေကရွှေရောင်းတယ် don't ရွှေလို့ပြောတယ်ဒီဘက်ကအေးမီအာမခံစိန်ရွှေရတနာဆိုင်အာမခံရွှေဆိုင်ဒီလိုမျိုးရှိတယ်အာမခံရွှေဆိုင်ဆိုတာကဥမာရွှေစင်းတို့ရွှေနန်းတော်တို့အဲရှိတယ်เนาะရွှေဆိုင်နေဥမာဘာဘာအဲဇွဲထက်တို့အဲဟုတ်တယ်လားနောက်တစ်ခါ ်ဘာလဲဝိတ်စိန်လို့တိတ်စိန်လို့ဘာအဲ့လိုတိတ်ချံဘာအစသဖြင့်ပုံလေးဆိုင်းဆိုင်နေအာမခံရေဒနာရွှေဆိုင်လို့ရှိတယ်ဒီရွှေဆိုင်နေဟာ15ပဲရေအေးပြည့်အေးမီရွှေဆိုင်သွားရသွားဝင်ရင် ကိုကရွှေချိန် plus အယောဒရနဲ့ဝယ်ရတယ်ကံလာပေါ့စင်ပြန်ရောင်းရင်ကာလာပေါက်စီပေးတယ် net ရွှေချိန်ကို ပြန်ရမယ်အောက်က plus ပေါင်းထားတဲ့အယောဒွတ်ဖို့မရဘူး ကိုဝင်းစင်မှာရွှေချိန်ကိုကိုရဲ့လောက်ခါတို့ရင်အင်ကြီးချုပ်တယ်အင်ကြီးချုပ်ရင်အင်ကြီးချုပ်တဲ့ပိဿဘိုး plus ချုပ်ခါလေအဲ့ဒါဆိုသူရဲ့တံပိုးဟုတ်တယ်လားအင်ကြီးပိဿဘိုးကတသိန်းကြတယ်ချုပ်ခါကတသောင်းကြတယ်ဆိုရင်ဒီအင်ကြီးကတသိန်းတသောင်းတန်သွားတယ်ဒီလိုမျိုးပဲတို့ရင်ကရွှေဆိုင်မှာရွှေသွားဝယ်တယ်ရွှေတစ်ချက်သားဝယ်တယ်ရွှေလောက်ခတပဲ6ရေးပေးရတယ်ဆိုရင်တစ်ချက် plus ခုနကလောက်ခတပဲ6ရေးအဲ့တော့ပြန်ရောင်းကျင်တယ်ဆိုလို့ရှိလို့ရှိရင် ကိုရဲ့ရွှေချိန်အတိုင်းလှုပ်ပြီးနဲ့လှောက်ခဖို့ကိုကမရတော့ဘူးလှောက်ခဖို့ကကိုကရှုံးသွားပြီလှောက်ခဖို့ကိုမရတော့ဘူးရှိတဲ့ရွှေချိန်အတိုင်းကိုကာလအဲ့ဒီနေ့ at that day ကာလပေါက်စီအတိုင်းပြန်ရတယ်ဥပမာခွာရင်စင်းအတက်ကြများရင်9000ပေါ့နော်2000ပေါ့3000ပေါ့တစ်ချက်သားပေါ့ဒီလိုလေးခွာပြီးတော့မှပြန်ရတယ်တပေါင်းနဲ့ဖြည့်လိုက်မယ်မနေ့တော့က comment လေးတစ်ခုမှမေးထားတာလေးရှိတယ်တစ်တော့က comment လေးတစ်ခုမှရွှေကိုမရှုံးအောင်ဘယ်လိုဝယ်ရမလဲတဲ့ဆိုတော့ရွှေကိုမရှုံးအောင်ဘယ်လိုဝယ်ရမလဲဆို တော့အခုဝယ်တယ်အခုသွားပြန်ရောင်းတယ်ဆိုကာလာဒွန်အားဖြင့်ရွှေတီရှုံးပါတယ်နော်ကာလာဒွန်မှာဝယ်ခြင်းအားဖြင့်ရွှေတီရှုံးပါတယ်မရှုံးကျင်လို့ဘလို့ဝယ်ရမလဲဆိုရင်အထည်လုံးမဝင်နဲ့အတုံးဝယ်ထားဒါတောင်မှပဲကာလာဒွန်မှာပဲပြန်ရောင်းမယ်ဥပမာ350ဈေးနဲ့ဝယ်ထားတယ်350ဈေးမှာပဲပြန်ရောင်းတယ်ဆိုရင်အယောင်းနဲ့အဝယ်နဲ့ different ရဲ့ဥပမာ9000ခွာတာလား3000ခွာတာလားအဲ့ different ရှုံးပါတယ် ဲ့တော့ရွှေဆိုတာ investment လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကာလာဒိုမှာအယောင်အလွင်လုပ်ချင်နေဆိုရင်ရွှေမဝင်နဲ့နော်ရွှေဟာကာလာရှိ long term မှာမှအမြင့်ရတယ်အမြင့်ရခြင်းနဲ့ဆိုရင်ရေရှည်ထားနိုင်မှရွှေဟာကိုက်တယ်ကာလာဒိုအားဖြင့်ဆိုရင်အထင်လုံးဝင်ရင်လည်းအရောအတွက်ရှုံးနေနော်အဲကာလာရှင်ရောက်သွားပြီဆိုရင်တော့ရွှေဈေးကဥပမာ30အားလောက်ထားတယ်အခု360ဖြစ်သွားတယ်ဆိုရင်အရောအတွက်နှုတ်အောင်တော့အများကြီးမြတ်တယ်သဘောပေါက်ပြီနော် ဆိုတော့ဒါဟာအရေးပြည့်ခုနက15ပဲအရေးပြည့်ပါဆိုတော့ရွှေဆိုင်တွေမှာဝင်ရင်ရမယ့် facility နဲ့ service နဲ့မိမိတိထားရမယ့်အကြောင်းချင်းရနော်ဝယ်မယ်ကာလပေါက်စဉ်ရွှေချိန်အပေါင်းအယောအတွက်ပြန်ရောင်းနေရွှေချိန်ရမယ့်အယောအတွက်မရဘူးကာလပေါက်စဉ်ဒီဖရန့်စီအနည်းငယ်ရှိလိမ့်မယ်ဒါပဲနော်အဲ့တော့ မရှုံးအောင်ဘယ်လိုဝယ်ရမလဲဆိုလို့ရှိရင်တော့မရှုံးကျင်ရင်ဈေးတက်အောင်ဆောက်ဈေးတက်ရင်မရှုံးဘူးအဲ့တော့အထင်လုံထားလို့ရှိရင်အထင်အရောအတွက်ပေးရတဲ့အနည်းများပေါ်မှာမူတည်ပြီးတော့မှတက်ဈေးအများကြီးတက်ဖို့လိုအပ်တယ်အေးအဲ့လိုမျိုးမဟုတ်ဘူးအတုံးဝယ်စုထားရဲဆိုရင်တော့ဥမာ30နဲ့ဝယ်ထားတယ်50တသိန်းရတယ်ဆိုလို့ရှိရင်ကိုကသွားပြန်ရောင်းမယ်သူတို့က95000နဲ့ဝယ်မယ်ဆိုကို9000မြတ်မှာပေါ့ဒီလိုမျိုးလေးရှိတယ်အဲ့တော့မရှုံးအောင်ဘယ်လိုဝယ်ရမလဲဆိုတာရင်15ပဲရင်ရွှေအရေးပြည့်မီတဲ့အကြောင်းအရာရဲ့ရောင်းခြင်းဝယ်ခြင်းကိုပြောပြတယ် ဒါကနော်အဲ့တော့အယောဒတိနေတာများတာတော့ဒါဆိုင်ရဲ့သဘောကိုလုတ်တဲ့အထင်ရဲ့သဘောဟုတ်တယ်လားနော်ကိုလုတ်တဲ့ဆိုင်ရဲ့သဘော အဲနောက်တစ်ခါကိုလုတ်တဲ့ပစ္စည်းရဲ့အနုစိတ်ရဲ့အနုစိတ်တလို့ပေးရမယ်အရော့အတွက်ကလေးရှိတယ်ဒါအရေးပြည့်မိတယ်ကိုက maybe ဒီဆိုင်မှာဝယ်ထားတဲ့ရွှေအချောင်းအားလျော်ဆိုရန်ကုန်ကဝယ်ထားတဲ့မန္တလေးကိုရောက်သွားတယ်ကိုဝင်ရမ်းလို့တယ်ရန်ကုန်ကိုသွားပြန်ရောက်မှုအခြေအနေမရှိဘူးအဲ့တော့မန္တလေးကဆိုင်တဆိုင်ဆိုင်မှာအာမခံရွှေဆိုင်တဆိုင်ဆိုင်မှာကိုကအပြင်ရွှေဝယ်တဲ့သူဆိုရင်ကိုကသွားပြန်ရောက်လို့ရှိရင်ပြန်ရောက်လို့ရတယ်အရေးပြည့်မိတာဖြစ်တဲ့အတွက်ကြောင့်လို့15ဘေးကြီး15ဘေးကြီးစီဒါပေမဲ့သူများရွှေဆိုင်ကရွှေဖြစ်တဲ့အတွက်ကြောင့်မလို့ difference ကြီးတော့ရှိလိမ့်မယ်သဘောက တရေချဝယ်ခြင်းဝယ်လိမ့်မယ်တရေစား15ဘဲကြီးကို14ဘဲနှစ်ပြားနဲ့ဝယ်ခြင်းဝယ်လိမ့်မယ်14ဘဲနှစ်ပြားစီနဲ့ဒါသူဆိုင်ရွှေမဟုတ်ဘူးလေ ဟုတ်တယ်လားသူဆိုင်ရွှေမဟုတ်တဲ့အတွက်ကြောင့်မို့သူပေးတဲ့ဈေးပေါ့เนาะဒီလိုလေးရှိတယ်ဒါဒီရင်အခြားသောနေရာမှာရောင်းရင်ဘာဖြစ်လို့ဈေးနေလဲဘလို့ဖြစ်လို့တရေကြားနဲ့ဝယ်တယ်လဲဆိုရင်သူဆိုင်ကပစ္စည်းမဟုတ်တဲ့အတွက်ကြောင့်မလို့သူဒီတရေကြားနဲ့ဝယ်တယ်ဘာကြောင့်တရေကြားနဲ့ဝယ်လာလဲဆိုရင်ဒီမှာဂဟေသားတွေပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ဂဟေချွတ်လိုက်လို့ရှိရင်ကြမဲ့ဟာကို coverage လုပ်ပြီးတော့မှတရေချဈေးနဲ့ဝယ်ခြင်းဖြစ်တယ် okay ဒီထိသိပြီเนาะဆိုတော့ ဟုတ်ပြီဒုံးရွှေဒုံးဆိုတဲ့စကလုံးကိုတို့တွေပြန်ပြီးတော့မှကောက်ကြဟိဇဒန်းဆိုရင်ဒုံးဆိုတာကကြတော့ကာလတန်ကြီးအတက်အကြမရှိဘူးအယောထွတ်မပါဘူးလို့တို့ကပြောတယ်နားလေပါရအယောထွတ်မပါဘူးအဲဒီလိုမျိုးပြောပြီးတော့မှဒုံးရွှေဝင်းရတာတန်နေဒါပေမဲ့တိရမာသည်သူကတကြက်သားရောင်းလိုက်တယ်ဆိုပါစို့ဒုံးရွှေတကြက်သားရောင်းနေ net weight ချိန်တကြက်သားမရှိဘူး already အယောထွတ် plus လောက်ထားပြီးသားတကြက် သဘောပေါက်လားမသိဘူးတဘောက14ပဲပဲရှိခြင်းရှိမယ်သူနှစ်ပဲ plus လုပ်ထားလိုက်မယ် net အချိန်ဒီ14ပဲပဲရှိဒါကြောင့်မနေ့ကတော့ comment တစ်ချောင်းတွေ့တယ်ကျမတကြက်သားသွားပြန်လျောင်းတဲ့အချိန်မှာတခြားဆိုင်မှာသွားပြန်ရောင်းတော့ရွှေကားတဲ့တကြက်သားမရှိဘူးတဲ့သူ့ဆိုင်ကနေလှုပ်ထားတာတဲ့14ပဲပဲရှိတယ်တဲ့ဘေးရှိမှလဲ14ပဲသူတို့ကအရောထွက်မပါဘူးအရောထွက်မယူတာဘူးဘယ်ချိန်ပြန်ရောင်းရောင်းရာဂိုင်နှုံးနဲ့လို့ပြောထားတယ်ဒါပေမဲ့ဒီအထင်းဒီကိုအရောထွက်နဲ့မလှုပ်ဘဲနဲ့သူ့လင်မလို့လားပရင်ဆရာကအရောထွက်မပေးဘဲနဲ့ရောင်းရအောင်ကျမအဲ့လိုပြောမှနားလဲမှာမလို့ရှင်တို့ကအဲ့လိုနည်းနည်းရင့်အောင်ပြောရတာ ပရင်စီယာကသူ့လင်လာလို့ရော့တော့မပေးဘဲနဲ့ဒီအထဲကိုလှုပ်ပင်းရအောင်ရွှေမှာအယောတော်နဲ့ယူပြီးမှလက်ခကိုအယောတော်နဲ့ယူရတော့အယောတော်မပါဘဲနဲ့ရောင်းနေရအောင်အယောတော်မပါဘဲနဲ့ဗရင်ဆရာကလှုပ်ပြအောင်ဗရင်ဆရာကသူ့လင်လာ အယောဓာတ်ကို already ပေါင်းပြီးသားနားမလဲတဲ့ဒူတွေကိုအယောဓာတ်မပါဘဲနဲ့လှုပ်ပြီးလာဆိုပြီးဒကြက်သားဆွဲချိုးတကုန်းဒီအနက်ရွှေချိန်အလေးချိန်ဒီ14ပဲသားပဲရှိတယ်။သူအယောဓာတ်နှစ်ပဲ already plus လုပ်ထားပြီးသားပေါင်းထားပြီးသားအဲ့တော့ तू က14ပဲရွှေချိန်ကိုနှစ်ပဲပေါင်းပြီး तू ကဒကြက်နဲ့ရောင်းနေရှင်တို့ကိုဒကြက်နဲ့ရောင်းလိုက်ပြီးတော့မှအဲ့ဒီဒကြက်သားဒီတပုံးက330ဈေးနဲ့ဒကြက်သားကိုရောင်းလိုက်တယ်ဒကြက်သား330ဆိုပါစို့ ကျိုက်တဲ့ချိန်မှာသွားပြန်ရောင်းတကြက်သားကိုသူက10% minus လို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရှင်းအောင်ရွှေစင်းတိန်းတိန်ရဖြစ်တဲ့ချိန်မှာသွားရောင်းတဲ့ငါညမတွေငါအမတွေတိန်း30 minus 10%เอ30ဖြစ်သွားတဲ့အချ ah ိန်သွားရောင်းရင်တော့ i don't know သူတို့ဘယ်လိုပလေးမလဲမသိဘူးကြာသွားရင်တော့ဒါပေမဲ့တက်သွားရင်တော့တေးကြတယ်ဝင်သူတွေဟာတက်စင်းနဲ့ကိုရမှာမဟုတ်ဘူးသူရဲ့အဲထဲမှာ agreement ကိုတည်းက ဒုံးရွှေရာဂိုင်းလုံးနဲ့လုံးဝအချိန်ကာလကန့်သက်ချက်မရှိဘူးမြည်သို့သောရွှေစင်းမှာမြည်သို့သောအချိန်ကာလမှာပဲဖြစ်ဖြစ်10% minus နှုတ်မယ်လို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကာလတန်ကြီးရွှေပေါစီဘယ်လောက်ပဲဖြစ်သွားဖြစ်သွားမိမိဝယ်ယူထားသောဘောက်ချာတန်ဖိုးအပေါ်မှာရာဂိုင်းလုံးနှုတ်တယ် သိန်း30စင်းရလောက်ထားတဲ့တစ်ချက်သာအဲ့တော့ကိုကမကျင်းနဲ့လို့သူများဆိုင်မှာသွားရောင်းတော့မယ်ဆိုတဲ့အချိန်မှာတော့ရွှေစည်းပြောင်းသွားရင်တော့သူ့ရှိတဲ့ရွှေအရည်ပေါ်မှာရကျင်တဲ့စည်းရမှာပေါ့နော်ဒါပေမဲ့တေးကြတာတော့တစ်ချက်သာအပြည့်မရဘူးသူက already နှစ်ဘဲသားအယောတော့ပေါင်းထားပြီးသားနှစ်ဘဲလည်းဖြစ်ချင်းဖြစ်မယ်တစ်ဘဲ6ရင်းလည်းဖြစ်ချင်းဖြစ်မယ်3ဘဲလည်းဖြစ်ချင်းဖြစ်မယ်ဒါကကျမ roughly ပြောပြတာနော်အဲ့လိုမျိုးပေါင်းထားပြီးသားအယောတွက်တီကိုပေါင်းထားပြီးသားအယောတွက်မယူဘဲနဲ့ပေးတယ်ဆိုတာဗရင်စင်ဟာသူ့လင်မဟုတ်ဘူးအဲ့တော့တိထားဖို့လိုတယ် အဲ့ဒါဒုံရွှေဒါကြောင့်ခုနကသမီးရဲ့မိကုံးကိုပြန်ချုပ်ခဲ့စတဲ့န်းဆိုရင်စိန်ရောင်းနဲ့စိန်ဆိုင်ကနာမည်ကြီးတိစိန်ရောင်းနဲ့ဆယ်လီကသူရောင်းတဲ့စိန်နေရွှေတွေဘေးနားမှာဒုံလို့ရေးထားတယ်အဲ့ဒါပါလဲဆိုတော့ ူကမင်းတို့ဝယ်ထားတဲ့ပစ္စည်းကိုယာကိုင်နှုံးနဲ့ minus လုပ်မယ်လို့ပြောထားခြင်းလို့အတိတ်ပဲတက်ရောက်တယ်လို့ဒိုးကထင်တယ်။ဒါပေမဲ့ရောင်းသူကိုတည်တည်ချာချာမေးဒိုးကမသိဘူးသူ့ကိုလည်းမသိဘူးသူရောင်းတဲ့ process ကိုလည်းမသိဘူး။တမီးပြောတဲ့စကားကိုပဲပြန်ဖြေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကသူ့စီကစိတ်ဝင်စားလို့ဝယ်ခြင်းနဲ့ဆိုရင်အယောင်းလဲရင်ဟာဒီစကလုံးရင်ဟာကိုဒိုးကိုမေးတယ်လို့ပဲသူ့ကိုရှင်းလင်းအောင်မေး။ ကာယကံရှင်ရဲ့ရောင်းသူရဲ့စကလုံးကထွက်ပါဇက်ကထွက်တဲ့စကလုံးတော်လင်းအတီဖြစ်တယ်ဒိုးတွေကအခုကြားတဲ့စကလုံးပေါ်မှာပဲသုံးသက်ပြတာဒုံးဆိုတာတော့ဒိုးသဘောပေါက်တာပြီးရာဂိုင်နှုံးနဲ့နှုတ်မယ်လို့ပြောတာအတက်အကြမရှိဘူးကာလတန်ကြီးအတက်အကြမရှိဘူးဒုံးရွှေဆိုတာလည်းဒီလိုပဲအဲ့တော့ဒါဆိုရင်ဒီဒုံးရွှေတွေကိုဘယ်လိုမျိုးရောင်းနေသလဲဆိုရင်ဒုံးရွှေဆိုတာအရေးမမီဘူး ကျွန်မအမြင်နဲ့ပြောတယ်ဒုံးဆိုတာကံကောင်းရင်ရွှေရှစ်ပဲကြီးရှစ်ပဲလို့ကျွန်မပြောတယ်အဲ့ဒီပုံမှာတို့ကအမြဲယူတာရွှေရင်ချပြီးတော့မှအဲ့ဒီပုံမှာတို့ကအမြဲယူတာအဲ့တော့ဒုံးရွှေရောင်းတဲ့သူတွေကြီးပွားချမ်းသာနှုံမြန်နေဆိုတာအဲ့ဒါတို့ကကြီးကိုရွှေစင်းနဲ့ရောင်းနေတာတွေ့ပြီးတော့မှဘယ်လိုလူမျိုးတွေဝတ်တယ်လဲဆိုတော့ကာလတို့ရွှေရှူကျင်တဲ့သူတွေဝတ်လို့ကြိုက်တယ်ကာလာရှိကြတော့ဝင်းဝင်းနဲ့ကြီးအောင်ပေါက်သွားတယ်လေဝင်းဝင်းနဲ့အတော်ကုတ်တွေဖြုတ်ကစ်သွားတယ်လေစုတဲ့သူတွေမကြိုက်ဘူး ရွှေရှူခြင်းနဲ့သူတွေပဲကြိုက်တယ်။သဘောပေါက်ပြီနော်။